TikTok account နေ password ဘယ်လိုချိန်ရမလဲလို့မေးထားတဲ့သူတွေအတွက်เนาะကျွန်တော် password ချိန်ဒီကိုပြောပြပေးပါမယ်ကျွန်တော်ဒီမိမိ profile ပေါ့เนาะဒီနေရာလေးရောက်လာလို့ရှိရင်ကျွန်တော်တို့ကဒီဘေးရဒီမြင်းသုံးချောင်းလေးကိုနှိပ်လိုက်ပါเนาะဒါကျွန်တော်ကအဲ iPhone နဲ့မဟုတ်လို့ဒီဘေးမှာပေါ့เนาะမိမိဖုန်းက Android ဆိုလို့ရှိရင်လည်းဒီလိုမျိုးအနေရာမှာအ3200လေးအဆက်3000လေးဖြစ်ဖြစ်ရှာလိုက်ပါเนาะဒီနေရာလေးကိုနှိပ်လိုက်ပါเนาะ ါမျိုးလေးပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာတရားဒီအောက်ဆုံးကနေရာလေးเนาะအောက်ဆုံးကဒီနေရာလေးပေါ့เนาะမိမိတို့ဖုံးမှာတော့ဒီလိုမျိုးလေးပဲနေရာလေးမှာ Android ဆိုလို့ရှိရင်တော့တခြားနေရာတွေပေါ်လိမ့်မယ်เนาะဒီလိုလေးပေါ်လိမ့်ရင်ဒီလိုပေါ်တဲ့နေရာရောက်ရင်ဒါလေးကိုနှိပ်လိုက်မယ်เนาะဒီနေရာလေးဆက်ရောက်လာဒီနေရာဆက်ရောက်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီဒီမှာတော့ account ဆိုတဲ့နေရာလေးကိုဆက်သွားလိုက်เนาะဒီနေရာလေး အော်ဒီနေရာရောက်လာပြီเนาะအကောင့်ဆိုတော့ဒီနေရာလေးရောက်လာပြီဒီနေရာဆက်သွားပြီလို့ကျွန်တော်ဒီမှာ password ဆိုတဲ့နေရာလေးတွေ့လာဒီနေရာလေးကိုနှိပ်လိုက်တွေ့လာဒီနေရာလေးကိုနှိပ်လို့ရှိရင်မိမိတို့ password change ကြရင် gmail တဲ့ကိုအဲ့လိုပဲကုတ်ချောင်းလုံးပို့လိမ့်မယ်တိလားဒါကကျွန်တော်ကအစမ်းပြတာဆိုတော့ password လည်းမ change တော့မပြတော့เนาะဒီမှာကုတ်ချောင်းလုံး ကြည်မေးထဲမှာတွားကြည့်တွားကြည့်ပြီးလို့ရှိရင်ကုတ်ချောင်းလုံးရိုက်ထည့်လိုက်ရိုက်ထည့်ပြီးလို့ရှိရင်အဲ့မှာ password ချိန်တဲ့နေရာမမိကြိုက်တဲ့ password ကိုချိန်လို့ရပါပြီเนาะအားလုံးအဆင်ပြေကြပါစေအဆင်မပြေတာမသိတာရှိလို့ရှိရင်မှတ်ထားခဲ့เนาะ